Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ ဘာကားဒီအခြေခံကျမနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီတစ်ခါတူပါကိုကိုဘလိုမြင်နေလဲဆိုတော့ကိုရေးတဲ့ဖက်ပေးချင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့အဒီဗီဒီယိုလေးကိုကြည့်နေတူလေးဒီဟာ generate တဲ့နေနေပေါ့နော်။တစ်ဖက်တူဟာကိုကိုဘလိုမြင်နေလဲဆိုတော့တိကျနေဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ကြပို့ပေးချင်ပါတယ်နော်။အဲဒါတော့ generate ဖြစ်တဲ့ကြောင့်အကုန်လုံးနဲ့ energy ကန့်ချင်ပါခိုင်းနဲ့အများစု energy ကိုထားဖြစ်တဲ့ကြောင့်အများစုလည်းတော့ကန့်လိုက်မယ်ပေါ့နော်။ဒါလို့ကိုနဲ့ညမကန့်ခဲ့ဘူးဆိုလို့ရှိရင်လည်းဗီဒီယိုလေးကို pass ထားလို့ရပါတယ်နော်။အခု အာဗီဒီယိုရေးအရာဆိုလို့ရှိရင်တော့ဒီမှာဒီတစ်ဖက်သူပေါ့နော်ကိုယ်စက်တယ်မှာရှိတဲ့တစ်ဖက်သူပါဆိုလို့ရှိရင်ကိုယ့်ဘုံမှာဘယ်လိုမျိုးမြင်နေလဲဘယ်လိုမျိုးတွေးရှိနေလဲဆိုတာလေးကိုရီနေကြည့်ကြည့်အောင်နော်ပထမအကြက် knife off 1ဖြစ်တယ် knife off 1ရဆိုလို့ရှိရင်ဒီတစ်ဖက်သူကကိုယ့်ဘုံမှာဆက်လှုပ်ရှားမှုတွေရှိတယ်ကိုယ့်ဘုံမှာ feeling တွေ feeling ဆိုတာထက်သူ့ဘုံမှာဆက်လှုပ်ရှားမှုပေါ့နော်ကိုယ့်ဘုံမှာစိတ်ဝင်စားမှုတွေဆက်လှုပ်ရှားမှုတွေရှိတယ်ဖီလင်းဆိုတာထက်သူကနေပြီးတော့မှာ စက်လှုပ်ရှားမှုနဲ့အဲ့လိုမျိုးစိတ်ဝင်စားမှုဘက်ကိုပို့ပြီးရောက်တယ်ပေါ့နော်။ဒါကြောင့်မလို့သူ့ဘက်ကနေပြီးတော့မှကိုယ်နဲ့ကိုပြီးနေဆက်တာအောင်ကြိုးစားတာမျိုးလေးတွေရှိလိုက်မယ်။ပို့ပြီးတော့မှကိုယ်နဲ့နေဆက်အောင်သူကနေပြီးတော့မှကိုယ်စီလာနေတာမျိုးပေါ့နော်။ပြောချင်တာကတော့ကိုယ်ကိုယ်စားရပို့နေတာမျိုးအရင်းနဲ့ပေါ့နော်။စားအရင်းနဲ့ပို့နေကိုယ်နဲ့အရင်းနဲ့ခင်ရှင်းတဲ့ခင်အောင်လုပ်ရတာမျိုးလေးတွေသူ့မှာရှိရပေါ့နော်။အရင်းနဲ့သူ့ဘက်မှာရှိနေတယ်။အဲ့လိုမျိုးသွားရပေါ့နော်။ပြီးရခါကျတော့ကို ကိုနပပီနေဆက်တာသူဘက်ကကြိုးစားအထုတ်တာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အာဒီ night hop ဘိုင်းရဆိုလို့ရှိရင်တော့တစ်ဖက်သူကကိုယ့်ပုံမှာစိတ်ဝင်စားမှုတွေအပြည့်အဝရှိရယ်စိတ်ဝင်စားမှုတွေစိတ်လှုပ်ရှားမှုတွေအပြည့်အဝရှိတယ်ကိုနပပီနေဆက်ဖို့အတွက်လည်းသူဘက်ကကြိုးစားတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ကြိုးစားအထုတ်နေရာမျိုးလေးတွေတွေ့ရပါတယ်ဟုတ်တယ်ကဲဆက်စီစီအောင်နော်ဟုတ်တယ်ကဲရဆိုလို့ရှိရင်တော့တစ်ဖက်သူကကိုယ်ပမာဘယ်လိုမြင်နေလဲဘယ်လိုမြင်နေလိမ့်ရှိလဲဆိုတာလေးကြည့်ကြည့်အောင် The star ကြတယ် စတားချရဲ့တာကြတစ်ဖက်သူဟာကိုယ့်ပုံမှာဘယ်လိုမြင်လဲဆိုလို့ရှိရင်ကိုကအနိုင်ကပ်ဘယ်လိုပြောမလဲထုနေတော့ပါနဲ့ဒုတိယပေါ့နော်တပ်ပါနေတယ်အာပြောလို့ရှိရင်နေရာတစ်ခုမှာအာတပ်ပါနေတဲ့ဒုတိယနေရာတစ်ခုရောက်ရှိနေတဲ့ဒုတိယသူထပ်ပို့ပြီးရောမှာအာသူထပ်ပို့ပြီးရောမှာလုံလံခိုင်နိုင်စွမ်းနေရှိရဲ့ဒုတိယလို့သူကမြင်တယ်ပြီးရခါကျလို့ရှိရင်ကိုကိုလိုက်ကန်ကောင်းတဲ့ဒုတိယပေါ့နော်အာသူ့ကိုလည်းပဲကန်ကောင်းမှုတွေဖြစ်လာစေရဲ့ဒုတိယလို့မြင်တယ်ပေါ့နော် ဆိုတော့ကိုယ့်ပေါ်မှာအမြင်ရတော့ကောင်းတယ်အာသူကိုယ်တိုင်ကလည်းပဲလက်ခံထားရပေါ့နော်ကိုယ့်ရဲ့တည်တည်မှုတွေဟာတကယ်ကောင်းမှုတဲ့အရာတခုလို့သူကနေပြောမှလက်ခံထားရပေါ့အဲကြောင့်မို့တပတ်သူကကိုယ့်ပေါ်မှာဘယ်လိုမြင်နေလဲဆိုလို့ရှိရင်အာကောင်းမှုတော့ကောင်းမှုတော့အရာတခုလို့မြင်တယ်လူတယောက်ဆိုတာလည်းကောင်းမှုတဲ့အရာတခုအာပြီးရခါကြလို့ရှိရင်သူထပ်ပို့ပြီးတောက်ပနေတဲ့အာလက်လက်တောက်ပတဲ့အခြေလေးတခုလို့မြင်နေရတယ်ပေါ့နော်သူစိတ်ထဲမှာဆိုလို့ရှိရင် ပြီးတဲ့ခါကျလို့ရှိရင်တစတာဖြစ်တဲ့အတွက်ကြောင့်အာသူကလှုပ်ထပ်ပို့ပြီးတော့မှာအာတောက်ပနေတဲ့လှုပ်ထပ်ပို့ပြီးတော့မှာတော်တယ်ရေချင်းရှိတယ်ဆိုတော့အမြင်လည်းသူ့ဘက်မှာရှိတယ်အဲကြောင့်မို့အမြင်ကောင်းလေးတွေကသူ့ဘက်မှာရှိတယ်ပေါ့နော်ဟုတ်ပြီဒါကြောင့်လည်းသူကဒီမှာအာနောက်ခုပေါ့နော်အဲ့ဒါကြောင့်လည်းသူကဒီမှာတစတာနဲ့ night of one ရတယ်တစတာလို့မြင်တဲ့အတွက်ကြောင့် night of one အဖြစ်နဲ့သူကကိုစီကိုချင်းကပ်လာတယ်ကိုစီကိုပို့ပြီးတော့မှာဆက်လို့ရမှုတွေဒီနေပေါ့နော်ကိုစီကိုနိစာကိုပို့ပြီးစူးစမ်းနေတယ်ပို့ပြီးနိစာကိုလည်းသူ့ဘက်ကစူးစမ်းနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကို အာသူ့အတွက်ပေါ့နော်ဂျယ်လီတစ်ခုဖြစ်နေတာတကြသူကလည်းဒီရာကိုတံပိုးထားတယ်ဒီရာပေါ်မှာသူကနေပြီးတော့မှ appreciate လုပ်တဲ့အတွက်ကြောင့်ကိုယ်စီရောပုံပြနေခဲ့အောင်လာတယ်ပုံပြကိုနဲ့ kitchen တက်ပြအောင်သူကနေရပေါ့နော်အဲ့လိုပဲကိုရောက်သွားပါတယ်နော်ထပ်ပြီးတော့မှတစ်ဖက်သူကကိုယ့်ပုံမှာဘယ်လိုမျိုးအမြင်နေရှိလဲဆိုတော့ကိုစီစီတစ်ဖက်သူကကိုယ့်ပုံမှာဘယ်လိုအမြင်နေရှိလဲဆိုရင် okay တခါမှန်းဖြစ်တယ် maybe ပေါ့တစ်ဖက်သူကကိုယ့်စီရအဖြစ်ကိုစောင့်နေတာမျိုးတော့မဟုတ်ကိုယ့်စီရစကားတွေ အဲစာပြန်နိုင်မျိုးတွေလို့စောင့်နေတာမျိုးတွေတွေပါတယ်ပေါ့နော်။သူကရှိတယ်။ဒါကြောင့်သူကနေပြီးကိုယ့်စီကိုစာရင်ပို့ပို့မလာဘူးဆိုလို့ရှိရင်အာသူကနေပြီးမှကိုယ့်ရဲ့ဘယ်လိုပြောမလဲအစာတွေကိုစောင့်နေတာမျိုးကိုယ့်ရဲ့ဖုန်းခေါ်တွေကိုစောင့်နေတာမျိုးလည်းဖြစ်ကြတယ်။သူ့ဘက်ကစာရင်စမပို့ဘူးဆိုတော့မှကိုယ့်ကိုကိုယ်တတိယနေရာမျိုးကိုယ့်ကိုစောင့်ညှို့နေတာမျိုးကိုယ့်ကိုညှိနေတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်။ဒါပေမဲ့သူကကိုယ်နဲ့တွေ့ချင်းတော်နေပဲသူမှမတွေ့ရတဲ့တွေ့ဖို့မဖြစ်နိုင်တဲ့ဒါစီလေးတွေခက်ခဲလေးတွေရှိနေတဲ့အကြောင်းသူကမတွေ့ရရင်လည်းဘယ်လိုမျိုးကိုယ့်ကိုလည်းဆုပ်ပြီးစောင့်ညှို့နေရလဲဆိုတဲ့ပတ်ချက်ကိုပို့ထားရပေါ့နော်။ ဆိုတော့သူစိတ်ကတော့အရန်ကိုကိုနဲ့အရန်ညစ်ခဲ့ခြင်းနဲ့ကိုနဲ့ညင်းညင်းဆက်ဆက်မှနေစင်းတဲ့တို့တော်လည်းညာလည်းပဲသူကတဟန်းမှန်းဖြစ်တဲ့အတွက်ကြောင့်အဝေးကိုရောက်နေတာမျိုးလေးတွေတို့မဟုတ်လို့ရှိရင်လည်းပဲစကားပြောရတာအာဘယ်လိုပြောမလဲအချိန်မကိုက်တာပေါ့နော်အာသူစားပိုးတဲ့အချိန်နဲ့ကိုစားပြတဲ့အချိန်နဲ့မကိုက်တဲ့ခါကျရင်စကားပြောရတာလွယ်သွားတာဖြစ်တတ်တာမျိုးလေးတွေကြောင့်သူကစကားပြောရတာလိုပြောမယ်စောင့်မျှော်နေရတယ်ပေါ့နော်ကိုစီကစာပြင်တာတွေကိုစောင့်နေရတာမျိုးလေးတွေเนาะအဲ့လိုတွေရှိတယ်ကိုတတိယနေတာကိုလမ်းရှိနေတာမျိုးလေးတွေရှိတယ်ပေါ့နော်ဆိုတော့ အဲကောင်းတယ်လို့တော့ပြောလို့ရပဲတစ်ဖက်သူအမြင်ရတယ်ပဲတက်စတာချက်ထားတဲ့အတွက်ကြောင့်ကိုမအမြင်ကောင်းလေးတွေရှိတယ်။ကျေပွန်းနဲ့တစ်ခွန်းနဲ့တစ်ဖက်ကတမိုးထားပြီးတော့မှအဲတော့ပါတဲ့အရာတွေတစ်ခုလိုမြင်နေတဲ့အတွက်ကြောင့်ကံကောင်းမှုရကံကောင်းမှုအရာလေးတစ်ခုလိုမြင်နေတဲ့အတွက်ကြောင့်အပြောလို့ရှိရင်တော့ကောင်းတယ်သူရဲ့အမြင်လေးတွေကတော့ကိုကိုမကောင်းလေးပေါ့နော်သူရဲ့စိတ်ထားလေးကလည်းမဆုံးလို့ပြောလို့ရပါတယ်နော် ။အဲဆိုလို့ရှိရင်တစ်ဖက်သူကကိုယ့်ဘာမှာအဲဘယ်လိုမြင်နေလဲဘယ်လိုတွေးနေလဲဆိုတော့ကို general reading ပေါ့နော် general reading နေနဲ့ဒီ over order ကလေးဆက်ပြီးမယ်နော်။အဲ့ဒီကရဆိုလို့ရှိရင်တစ်ဖက်သူကကိုယ့်ဘာမှာဘယ်လိုမျိုးအမြင်ရှိလဲပေါ့နော်။အကြမ်းလဲဆိုလို့ရှိရင်အာတော့ four of sophia တယ်။ဒီတင်တဲ့အတိုင်းပဲ four of sophia ထားရတဲ့အတွက်ကြာအခု reading ကိုကြည့်နေတဲ့လူတွေတစ်ဖက်သူကဆိုလို့ရှိရင်စကားတွေပါအစ်မပြောဖြစ်တာမျိုးတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။အဲဒါမှမဟုတ်တစ်ဖက် တစ်ဖက်ဖက်ကနေပြီးတော့စကားပြောပုဂ္ဂိုလ်ကြိုးစားနေရမျိုးဖြစ်ပြီးတော့တစ်ဖက်ကနေပြီးတော့မှအင်းစကားပြောရတာကိုနည်းနည်းလေးအာ delay conversation ဖြစ်အောင်သူကနေပြီးတော့တစ်ဖက်ဖက်ကပေါ့နော်အဲ့လိုမျိုးစကားပြောဆိုရ delay ဖြစ်အောင်ကြိုးစားနေလို့ရှိရပေါ့နော်ထားပါတော့อืมตัวชัวร์สภาพเปลี่ยนมาใช้ปุ๊ดแล้วจะมาสภาพไปสุมาเปลี่ยนไฟไปสุมาเปลี่ยนหมดสภาพไปสุเน้นๆเลยเปลี่ยนไปดูดิเลยชินๆเนาะเนาะสรุปโกเรตัวเยจ้าในมาสภาพนี่ก็อเมริกาเปลี่ยนไม่ได้สัสใส่มาชื่อเนี่ย ဇာတ်ရည်ကတော့အမြင်ပြောမနေဘူးဒါပေမဲ့အဇာတ်ရည်တော့အမြင်ပြောမနေဘူးဒါပေမဲ့လည်းအထက်ထက်တယောက်ချမ်းမှာရှိစိတ်ဝင်စားမှုတွေစိတ်လှုပ်ရှားမှုတွေကတော့ယုံနေမသွားဘူးเนาะဆိုတော့ဒီ hammer နဲ့ဒီ frost off ပြထားတဲ့အတွက်ကြောင့်ဒီနေ့ကြက်ရဆိုရင်ပဲအာပြောလို့ရှိရင်လွယ်မဲ့လွယ်နေရတဲ့စကားမျိုးပြောအောင်ဆိုရင် အတိတ်ပဲရောက်တော့မယ်ပေါ့နော်အာလွမ်းနေရတယ်ဒါပေမဲ့စကားတော့မပြောရဘူးစကားနဲ့ပြောဖို့အာလမ်းလာမရမရသေးဘူးပေါ့နော် chance မရသေးဘူးဆိုရင်ပဲကိုတို့ရတယ်သူ့ပြန်မဲ့လဲလို့စကားပြောဖို့သူက chance ရလာအောင်လဲစူးစမ်းနေတာကိုတွေ့ရတယ်ဘာလို့လဲဆိုတော့သူ့ဘက်ကနေပြောမှတကယ်ကိုကိုကိုအကောင်းကြီးနေတဲ့အလိုပေါ့နော်အငင်ကောင်းလေးတွေရှိနေတယ်ကိုပေါ်မှာလဲဒီလိုမျိုးစိတ်လှုပ်ရှားမှုတွေစိတ်ဝင်စားမှုတွေအလိုမျိုးရှိနေတဲ့ကြောင့်ကိုနဲ့ပိုပြီးနေဆက်လာတော့စူးစမ်းနေရတယ်တို့တော့ဒါနဲ့ပဲ conversation နဲ့ဒီလိုဖြစ်နေတာမျိုးလေးတွေ lack of conversation နဲ့ဖြစ်တာမျိုးလေးတွေစကားပြောဆိုရတာ နည်းလေးပေါ့နော်အာ delay ဖြစ်နေတာမျိုးလေးတွေပေါ့နော်အာစာပြန်လာလက်စာပို့လာနဲ့အချိန်မကိုက်ဖြစ်တာမျိုးလေးတွေပေါ့နော်ဇာတ်ကားတင်မပြောဖြစ်တာမျိုးလေးတွေဖြစ်တဲ့ဒါကတော့တစ်ဖက်သူရဲ့အမြင်ပေါ့နော်ကိုယ်ပေါ်မှာထားရှိရဲ့အမြင်နဲ့အတူလေးတွေဖြစ်ပါတယ်အာဒါကတော့ Rawit Dawa ကလည်းပို့တော့ပြီးတော့မှအဲ့လိုပါပြပြပေးတော့တာဖြစ်ပါတယ် အာဒါကြောင့်မလို့အခုကကြတော့ဒီအခြေအနေနဲ့ပတ်သက်ပေါ့တော့ဘယ်တော့ဘာတွေဆက်ဖြစ်လာဖို့ရှိလဲတစ်ဖက်သူရဲ့အမြင်ကိုကြည့်ပြီးသားခါကြလို့ရှိရင်အဲ့အမြင်ပေါ်မှာမူတည်ပြီးတော့မှဘာတွေများဆက်ဖြစ်လာဖို့ရှိလဲဆိုတာလေးကိုရေးတဲ့ဖက်စစ်စီပဲเนาะဒါကတော့ oracle card လေးကိုတုံ့ပြန်ထားပါတယ် oracle card နဲ့ဘယ်တော့ကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်သူကနေပြီးတော့မှကိုယ်ပေါ်မှာဘယ်လိုမျိုးအမြင်နေရှိလဲအဲပြီးသွားတဲ့အခါမှာပေါ့เนาะအာတစ်ဖက်သူကကိုယ်နဲ့ဂျားထဲမှာတစ်ဖက်သူနဲ့ကိုယ့်ရဲ့ဂျားထဲမှာဘယ်လိုမျိုးတွေဆက်ဖြစ်လာဖို့ရှိလဲဆိုတာကိုယ့်ဘက်ကဘာတွေ prepare လုပ်ထားမလဲဆိုတာလေးကိုအာ oracle card လေးဆွဲကြည့်မယ်เนาะ အားကြလဲဆိုတော့အာဟုတ်ပြီအာ addition editing ဖြစ်တဲ့အတွက်ကြောင့်ဒါကပါလဲဆိုတော့ maybe ပေါ့နော်ဒီကိုယ့်ရဲ့သူရဲ့ကြားထဲမှာအခြေ ဘောနော်ကိုနဲ့သူရဲ့ channel ကဆက်ဆက်ရေးမှာဘာကဖြစ်လို့ဖြစ်စီဖြစ်နေလဲဆိုလို့ရှိရင်ငွေကြီးကဖြစ်လို့ဖြစ်စီဖြစ်နေတာအာငွေကြီးကအခက်ခဲကြောင်းဒီအခြေအရာဆိုနှောင့်နှေးမှုတွေဖြစ်နေတာဖြစ်တယ်ကိုနဲ့သူရဲ့ channel ကစကားအိပ်ပိုင်းပြောမှုတွေထားပါတော့သူအလုပ်ပဲလုပ်နေရတဲ့အတွက်ကြောင့်ကိုနဲ့စကားပြောလို့မအားတာမျိုးကိုကလည်းအလုပ်ပဲလုပ်နေရတဲ့အတွက်ကြောင့်သူနဲ့စကားပြောလို့မအားတာမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ငွေကြီးဖြစ်တဲ့အကြောင်းကိုရဲ့သူရဲ့ channel မှာ delay conversation တွေဖြစ်တာဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင် addiction addiction ဆိုတာကဘာလဲဆိုတော့ဆွဲလန်းမှုတို့ပေါ့နော်အဲ့လိုမျိုး um ဆွဲလန်းမှုဘက်ကိုသွားတယ်အမ်ထားပါတော့သူ့မှာသူ့မှာတော့မဟုတ်ကိုယ်မှာပေါ့နော် အဒီအခြေအပြင်ကိုတခြားသောဆွဲလိုက်တာတခုခုရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ gain ဆော်တာတို့နော်ဘလို့ရှိပညာရေးမှာဆိုလို့ရှိရင်လည်းဒီပညာရေးဘက်ကိုအရင်လိုက်စားတာမျိုးအဲ့လိုမျိုးဒါမှမဟုတ်ရှင်လည်းအကန့်အသတ်လိုက်စားတာမျိုးပေါ့နော်ဒါအခြေအပြင်ကိုတခြားသောတခုနောက်ထပ်တခုသူဆွဲလိုက်ရတဲ့ပုံစံတခုကောင်းရှိကောင်းရှိမယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါမှမဟုတ်အလောက်လက်ဖြစ်ဖြစ်နေတာပဲအလောက်ပညာရေးဒါပြလို့ရှိရင်ဝန်နာပါတဲ့ gain တို့ပါတော့ပေါ့နော်တခြားဝန်နာပါတဲ့အရာတွေပြင်သွေးမိသားစုပေါ့နော်အဲ့လိုမျိုးတခြားသော လောက်ကရမယ့်ရတခုနောက်တစ်ခုသူထပ်ပြီးတော့မှကိုနဲ့တူတူပေါ့နော်အချိန်ပေးရမယ့်ရတခုခုရှိကောင်းရှိမယ်ဒါမှမဟုတ်ဒါသူရှိရလဲဖြစ်နေတယ်လို့ကိုရှိရလဲဖြစ်နေတယ်ပေါ့အဲ့လိုမျိုးအရာတွေကြောင့်ကိုနဲ့သူရဲ့ကြားထဲမှာဆိုလို့ရှိရင်စကားပြောဆိုရတဲ့ဒီဟာဆို delay conversation လေးဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော် define ဖြစ်ပြဿနာလေးတွေပေါ့နော် way ကြီးပြဿနာလေးတွေကြောင့်လည်းအဲ့လိုစကားပြောဆိုရတဲ့ way ကွာလေးလေးဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်သူရဲ့အမြင်ကတော့ကိုယ့်ပေါ်မှာအရင်ကကောင်းတယ်ကိုယ့်ပေါ်မှာအရင်က very good very good ပေါ့နော်အရင်ကောင်းတဲ့ view ရှိတယ်ဒါကြောင့်မလို့အာသူကလည်းကိုယ့်ပုံမှာ appreciate လုပ်ပြီးတော့မှရဲကိုတမုတ်ထားရတဲ့လူတွေလိုမျိုးနဲ့ဒါကြောင့်မလို့အာ over all ပြောရမယ်ဆိုလို့ရှိရင်တော့အာဒီဆက်ပြီးတော့တောင်းလာဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ဒီငွေစည်းပြဿနာလေးကြောင့်ဝယ်သူရဲ့ကြားထဲမှာစကားပြောဆိုရတဲ့နေ့ခဲ့တာမျိုးတွေဖြစ်လာနိုင်တယ်။နောက်ပြီးတခါကျလို့ရှိရင်သူရဲ့သူအချိန်ပေးရမယ့်အရာလေးတွေထပ်ပြီးတော့ရှိနေမယ့်အတွက်ကြောင့်ကိုယ့်ပုံမှာစကားပြောဆိုရတာမျိုးတွေအာ delay ဖြစ်သွားမျိုးလည်းဖြစ်သွားတတ်တယ်ပေါ့နော်။ next one ဘာလေးဆက်ဖြစ်လာလို့ရှိလဲ distant တဲ့ distance ကြရတယ်เนาะဆိုတော့ distance ကြရဲဆိုတဲ့အတိုင်းပဲတကယ်အာ uh, you and your partner may be physically or emotionally distant တင်းတဲ့တစ်ဖက်တူပါဆိုလို့ရှိရင်ဒီရုပ်ပိုင်းဆိုင်ရာเนาะတကယ်ပဲတစ်ယောက်လုံးကတစ်ယောက်ကတနိုင်ငံစီဝေးกว่าနေလက်ဖြစ်နိုင်တယ်လို့မျိုးပဲတော့ဟောလူချင်းနီးတော့လည်းပဲ emotion ဆိုတာစိတ်ပိုင်းဆိုင်ရာအရာဝေးกว่าနေတာမျိုးလေးတော့ဘာလို့ဆိုတော့ဘာလို့အဲ့လိုမျိုးဖြစ်လဲဆိုလို့ရှိရင်တယောက်ကြာစကားကြီးပါပြောနေတော့ညာလည်းပဲအဲ ်ဝေကွက်ရေလောက်ခံကြရမျိုးလေးတို့ပေါ့နော်တကယ်အဲ့ဒါရှိရစကားပြောနေတော့လည်းပဲအာသူနဲ့ क्वे ကြရဲမှာလို့ chemistry မမိတော့ဘူးသူပြောချင်တဲ့အရာနဲ့ကိုပြောချင်တဲ့ဟာနားလည်းမူတွေမရှိတော့ဘူးအဲ့လိုမျိုးလေးတွေပေါ့နော်သူပြောတဲ့ဟာကိုကိုကနေပြီးနားမလည်ဘူးဘယ်ဘက်ကိုပြောတဲ့အရာတော့လည်းနားမလည်ကိုလည်းသူရဲ့ကြားထဲမှာအာဘယ်လိုပြောမလဲ match ဖြစ်တဲ့အရာအနေပါလာတဲ့အခါမှာဆိုလို့ emotionally အရာတရားတရား weak ကသွားကြတယ်ပေါ့နော်အဲ့တော့ကြာတကယ်ပဲ physically တရတရ away မှာ long distance relationship ဖြစ်နေတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့အာ uh, la Mary အဲတစ်ဖက်တည်းကကိုယ့်ရဲ့ကြားထဲမှာဘာဖြစ်လာနိုင်လဲမေးမယ်ဆိုလို့ရှိရင်တစ်ဖက်လာနိုင်တဲ့အရာလေးတွေက finance problem လေးဖြစ်လာနိုင်တယ်ငွေကြေးပြဿနာတွေပေါ့နော်ငွေကြေးပြဿနာဖြစ်မယ်ပြီးတဲ့ခါကျလို့ရှိရင်သူထပ်ပြီးရမှာကိုယ့်အပြင်ကိုတခြားတော့အချိန်ပေးရမယ့်အရာလေးပေါ်လာတတ်တယ်အဲနောက်ပြီးတဲ့ခါကျလို့ရှိရင်တော့ဒီတကယ်တော့ဝေကောက်ဝေဖြစ်လာတယ်စက်ပိုင်းဆိုင်ရာတော့ကောက်ရုပ်ပိုင်းဆိုင်ရာတော့ကောက်အလိုဝေကောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်နော်အဲဒါမဲ့ဒီတစ်ဖက်တည်းကကိုယ့်ရဲ့ကြားထဲက chemistry ကပြောရမယ်ဆိုလို့ရှိရင်ဟိုဘက်ကနေပြောမြင်ရတဲ့ကိုယ့်ပုံမှာမြင်ရတဲ့အမြင်တွေအရဆိုလို့ဖြစ်တကယ်ဥမာကောက်တဲ့အမြင်ရှိတဲ့တခြားအ သူကလည်းပဲကိုယ်ပေါ်မှာတကယ်လည်းဆွဲလန်းမှုတွေစိတ်လှုပ်ရှားမှုတွေရှိရတဲ့အတွက်ကြောင့် ဘယ်လောက်ပဲဝေးနေတော့လည်းပဲဂျိုပိုင်းဆိုင်ရာပဲဝေးဝေးဆိုင်ပိုင်းဆိုင်ရာပဲဝေးဝေးပေါ့နော်သူ့ဘက်ကနေကိုနဲ့ပို့ပြီး close ဖြစ်လာဖို့အတွက်ကြိုးစားနေမယ်သူ့ဘက်ကနေပြီးကိုနဲ့ပို့ပြီးတော့မှ nickel လာဖို့တော့ afford တဲ့အများကြီးစိတ်ထုတ်ဖို့အတွက်လည်းရှိဒါကြောင့်မလို့အဖက်သူကကိုပေါ်မှာကောင်းတဲ့အနေလေးတွေကောင်းတဲ့အတွေ့အကြုံတွေလည်းရှိတယ်အဲ overall ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ reading နဲ့ဖတ်နေတဲ့တွေ့အကြုံတွေဆိုလို့ရှိရင်ကိုနဲ့တစ်ဖက်သူရဲ့ကြားတဲ့ကဆိုင်ပိုင်းဆိုင်ရာအာ reading မှုလေးတွေဆိုလို့ရှိရင်ကောင်းတဲ့အခြေအနေလေးတွေမှရှိနေတယ်လို့ပြောလို့ရပါတယ်နော်အာ reading လေးကိုကြည့်ပေးခဲ့ကြတဲ့လူကြားလေးအကုန်လုံးကိုအကျဉ်းချုပ်အများကြီးတင်ပါတယ်အာထပ်ပြီး ပြီးတော့ထပ်ပြီးတော့တင်မဲ့ဗီဒီယိုလေးတွေကိုလည်းဆက်ပြီးတော့ကြည့်ပေးဖို့အတွက်အာပြောချင်ပါတယ်เนาะအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်